ဘဝတန်တရားရှင်းလင်းနေရတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာအကောင်းတွေ့တယ်လို့အဆိုးဆိုတာလည်းပဲတွေ့ကြုံရစမြဲဒါလောကရဲ့တပတာလို့ပဲပြောကြရပါဘဝတစ်ခုမှာကံကောင်းတဲ့အဲ့နဲ့ကြုံလို့ရှိရင် မြည်သည့်အခက်အခဲမြည်သည့်အနှောင့်အယှက်မြည်သည့်အန္တရာယ်မှမကြုံမဲနဲ့ဘဝတစ်ခုဟာအေးချမ်းရန်ဖြတ်တန်းသွားရတဲ့အခါရှိတယ်လို့ပဲအေးကံစုံမှုမောင်ကြပြီးတော့ဘေးစုကဆုံးအန္တရာယ်မျိုးတွေကြုံတွေ့ရတဲ့အလှည့်ဆိုတာလည်းရှိကြတယ်ခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လူငယ်တဲ့နေပေါင်း 80ဘုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်80ဘုဘက်မှာမွေးဖွားခဲ့တဲ့ပုဂ္ဂိုလ်ကဒုတိယကမ္ဘာစစ်ကြီးနဲ့ချုပ်တွေ့ခဲ့ကြရတယ်။ဒိသုကဆိုးတွေနဲ့ချုပ်တွေ့ကြရတယ်။မင်းနမင်းကြီးရဲ့နောက်ပိုင်းအေးချမ်းနေတဲ့အချိန်ပိုင်းကာလမှာဆိုလို့ရှိရင် ကဘာကြီးတစ်ခုလုံးစစ်ဖြစ်တယ်ဆိုတဲ့အနေအထားမျိုးမကြုံကြရပဲနဲ့အေးချမ်းတဲ့အနေအထားမျိုးလေးကိုရရှိတယ်ဒီမရပူရမျိုးတော်ယူတည်ထောင်သွားတယ်ဘုရောမင်းတရားကြီးလက်ထက်မှာဆိုလို့ရှိရင်နှစ်ပေါင်းတော်တော်ကြာအောင်မြန်မာနိုင်ငံမှာအေးချမ်းသာယာပြီးတော့ပါကုမအခက်ခဲမရှိရတဲ့လူတွေဟာအေးချမ်းတဲ့ဘဝခရီးကိုဖြတ်တန်းကြရတယ်ဆိုတော့ ရာဇဝင်ကိုကြည့်လိုက်လို့ရှင်သိရအနှစ်ပေါင်း20ကျော်30နီးပါးအုပ်ချုပ်ပြီးတော့မရပူရရွှေမြို့တော်ကြီးကိုတည်ထောင်ပြီးတော့ဘောရမင်းတရားကြီးအုပ်ဆုံးသွားသို့တော့နောက်ပိုင်း3နှစ်လောက်နောက်ဆုံး3နှစ်ဘောရမင်းတရားကြီးအုပ်ချုပ်လို့နောက်ဆုံး3နှစ်အချိန်ပိုင်းရောက်တဲ့အခါမှာကံမကောင်းအကြောင်းမလားလို့ ပြည်သူတွေဟာဘာနဲ့ချုပ်ရရလဲလို့ဆိုမိုးခေါင်ရေရှားခြင်းလို့ဆိုရဲကဆိုးကြီးနဲ့ချုပ်ရတယ်လို့ဆိုတာဆရာဆိုရင်ဒီအရာသိရအဲ့ဒီချိန်မှာသာဝဏေရေဒုက္ခတွေချုပ်ရရတယ်ကောနောက်ဆုံး၃နှစ်လောက်ဘုရမင်းတရားကြီးနာရဆံသွားတဲ့အခါမှာ ။ဖာကြီးတော်လို့ခေါ်တဲ့စကိုင်းမင်းနန်းတက်လာ။ဒါဘိုးတော်တို့ဖာကြီးတော်တို့ဆိုတဲ့ဒီနာမည်တွေကဘသူ့အနေနဲ့ခေါ်ပြီးတော့သုံးစွဲတဲ့နာမည်တွေလဲလို့ဆိုတော့မင်းတို့မင်းကြီးကနေခေါ်တဲ့နာမည်တွေပေါ့။ဇာဆိုရင်မှလည်းပဲအဲ့ဒီလိုမှတ်တမ်းတင်လိုက်။မင်းတို့မင်းနဲ့အဘိုးတော်လို့ဘိုးတော်ဖာကြီးတော်လို့ဖာကြီးတော်ဒီလိုခေါ်ခဲ့တာပေါ့။ကျန်တဲ့လူတွေရောအဘိုးမတော်ပါဘူး။ပါကြီးလည်းမတော်ပါဘူး။ အဲ့ဒါလို့စကိုင်းမင်းပါကြီးတော်လမ်းတက်တဲ့အခါမှာနန်းတက်ဘိန်ကုန်းသူဘိန်ကုန်းပြောတာရှိတယ်။ဇာတိနဲ့မှမတန်းတက်ထားတဲ့သူဘိန်ကုန်းနဲ့မှသူပြောတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုရောမင်းတရားကြီးရဲ့နောက်ပိုင်း၃နှစ်မှာတိုင်းပြည်ဟာ ရှာရှာပါပါဖြစ်ပြီးတော့လူတွေဆင်းရဲဒုက္ခအနည်းငယ်ရောက်ကြတယ်ဆိုတာသိရတယ်ပေါ့သူကဘယ်လိုနန်းတဲ့မိန်ကောင်းနဲ့မှဘာတွေထက်သိမ်းပြောတော့ဆိုငါ့ကိုချစ်လိုက်ရင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလိုက်ရင်ပြည်သူတို့ရဲ့အကျိုးစီးပွားကိုလိုလားပြည်သူဗန္နာကိုမျက်မှောက်မချိုးကြတဲ့ဆိုတဲ့စကားထည့်ပြောတာရှိတယ် ။ဒါဆိုရင်ဖတ်ကြည့်ရင်ဒီစကားလုံးလေးတွေတွေ့ရမယ်။ဤသူဗန္ဓာကိုမျက်မုံမကြိုးကြနဲ့ဆိုပြီးတော့စီမံအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ဆက်ပြောထားတဲ့စကားဟာငါရဲ့လက်ထက်မှာတဲ့၃နှစ်၃ပုံအခွန်လေးအကောက်စားမရှိစေရ။နေပြည်တော်လုံခြုံမှုအတွက်အထက်မင်းကွန်ကင်းနဲ့ အောက်ချောက်တလုံးကင်းဒီနှကင်းကိုသာထားပြီးတော့လုံးုံရေးကိုစီမံကြစေအကောက်စားမရှိစေနဲ့လို့ဒီလိုနန်းတဲ့မိန်ကောင်နဲ့မှချက်သွင်းပြောထားတာကိုထောက်ထားကြည့်လို့ရှိရင်ဒီသူတွေခက်ခဲတွေ့နေတဲ့အချိန်မှာအခွန်နေကင်းလွတ်ခွင့်ပြုခဲ့တယ်ဆိုတော့ရှားဆွေနဲ့မှထင်ရှားရှိတယ်ဒါကဘာကြီးတော့နန်းတဲ့မိန်ကောင် မှာပါတဲ့စကားရကလေးတွေပေါ့အဲ့တော့ဆိုလိုတာပြောချင်တာကဘယ်ခေတ်ပဲဖြစ်ဖြစ်ဘယ်ကာလပဲဖြစ်ဖြစ်တခါတည်းကကံမကောင်းအကြောင်းမလာတဲ့အခါကျတော့ဘိစုကတ်ဆိုအတ္တရဲ့မျိုးဆိုတာကြုံရတတ်တယ်အများအားတော့ကြုံတာမဟုတ်ဘူးအဲ့ဒါလို့ကြုံရပြီဆိုလို့ရှိရင်မောဟမြေပြမှာရှိကြတဲ့တရားတွေအားလုံးဟာ ခန္ဓုအကျိုးပေးဆိုတာကိုခံကြရအောင်အဲ့ဒီတည်းမှာပို့ပြီးတော့ကံကောင်းအကြောင်းမလာတဲ့ပုဂ္ဂိုလ်တွေကအသက်ဆုံးရှုံးမှုထိအောင်ရောက်သွားကြတယ်ကံကောင်းအကြောင်းလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘိဓုကဆိုးတွေကလွတ်မြောက်ပြီးတော့ဆန္ဒဒုက္ခရောက်ကြတာလည်းရှိတယ်အဲ့တော့ဆန္ဒဒုက္ခရောက်ဖို့ရအတွက်ပါရိလောက်အောင် ဘိဇုကဆုံးကလွတ်မြောက်ဖို့အတွက်ဘာတွေလုပ်သင့်နေလဲဆိုတာဘိဇုကဆိုးတွေကဘာဖြစ်လို့လူလောကမှာမကြမကြာကြာရောက်လာတတ်တယ်လေလို့ဒီလိုနဲ့မိန်းကောင်ထုတ်ပြီးတော့ကြည့်မယ်ဆိုရင်တော့ခေเจ้าကိုလေးလာနေကြတဲ့ပုဂ္ဂိုလ်ကြီးစပါးတို့ရာဒီဥရုလေးလာတဲ့ပုဂ္ဂိုလ် သဘာဝပတ်ဝန်းကျင်လေ့လာတဲ့ပုဂ္ဂိုလ်တွေကယာတိဥဒ္ဓသဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုခြေနေတွေရလူတွေကဒုက္ခဒုက္ခရောက်ကြလေလို့ဒီလိုဖြေထုတ်ကြဒါလည်းမကင်းနိုင်တဲ့အကြောင်းတရားတွေပဲလို့ပြောရမယ်မြတ်စွာဘုရားကတော့အဲ့ဒီအကြောင်းတရားတွေရဲ့အကြောင်းတရားကို ထောက်ပြတယ်လို့ဘုန်းကြီးတို့တွေနားလည်ရမြတ်စွာဘုရားကဟောပြီဆိုလို့ရှိရင်ဖြတ်ပြီးတော့အကြောင်းဆရာဆရာမလို့အောင်မူလအကြောင်းရင်းကိုဟောကြားလိုက်ရှိတယ်ပဋိကအကြောင်းရင်းကပါလဲလူသားတွေနဲ့တဘာဝပတ်ဝန်းကျင်ကြောင်းလဲမှုချက်ဘုရားကမမမကဖြစ်ပြီးတော့စာရေးစာခေါင်းမရတယ်ဆိုတဲ့ အကြောင်းတရားဟာမဟုတ်ဘူးလားဆိုဟုတ်တယ်။ဒါဖြစ်ဘာဖြစ်လို့သဘာဝပတ်ဝန်းကျင်တွေပျက်စီးရတယ်လဲ။ဘာဖြစ်လို့မုန်းခေါင်ရေရှာဖြစ်ရတယ်လဲဆိုထပ်ဆင့်ပြီးတော့ရှင်းဖို့အတွက်မြတ်စွာဘုရားရှင်ကိုရောမြတ်ကအကြောင်းရှင်းပြမြတ်စွာဘုရားရှင်းပြတဲ့အကြောင်းဟာပို့ပြီးတော့အတွင်းကျ internet condition internet cause လို့ခေါ်တယ် အတွင်းကြကြအကြောင်းတရားတွေကိုမြတ်စွာဘုရားထောက်ပြနေရှိတယ်။ဒီနေ့ကပြောခဲ့တဲ့ပါလောကတုတ်လောကကြီးဘာကြောင့်ပျက်စီးတယ်လဲဆိုရယ်ပါလောကတုတ်မြတ်စွာဘုရားကလူသားတွေရဲ့ကိုခြင်းတရားပြပြမှုအခြေအနေတစ်ခုအဲ့တုတ်တံမှာဥစားပေးပြီးတော့ဟောထားတယ်။လူတွေဟာအတ္တမရာကနေဆက်ခံရတယ် အတ္တမရာဂတွေလွှမ်းမိုးနေတယ်ဝိသမလောဘတွေချီးဆိုးနေတယ်မိစ္ဆာဓမ္မလို့ဆိုရက်မာရွေနဲ့အจิตတရားတွေလူတွေပါလွှမ်းမိုးထားသည့်အတွက်ကြောင့်အချိန်ကြီးဆိုးတွေဖြစ်ပေါ်ပြီးတော့လာခဲ့တယ်လို့ဒါပဲဖြစ်ဖြစ်ဒီအချိန်ကြီးတွေဖြစ်ပေါ်လာတာဟာတော်တော်များများလိုက်ကြည့်လို့ရှင် လူတွေလှုပ်တာပေါ့လူတွေလှုပ်တာကိုလူတွေခံကြရတာပေါ့ခုကြည့်လေသဘာဝပတ်ဝန်းကျင်ပျက်စီးတယ်ဆိုတော့သူကသူပျက်စီးတာမဟုတ်ဘူးလူတွေပျက်စီးတာအဲ့တော့ဘာဖြစ်လို့ပျက်စီးတာလဲဆိုတော့လောဘကြောင့်ပျက်စီးကြတယ်ပေါ့လောဘကြီးပြီးတော့မိမိစားလို့ရအနေထားတယ်မကပဲနဲ့လောဘကြီးပြီးစီးပွားဥစ္စာတွေရှာကြဖျက်ကြပြုတ်ချရ သဘာဝပတ်ဝန်းကျင်ဤပြည့်စုံပြီ။ဒါနဲ့တိတ်ချစဉ်းစားကြည့်မယ်ဆိုရင်တွင်ခဲ့တဲ့အနှစ်60လောက်ကသူများဘဝအတားထားဘုန်းကြီးတို့ကိုယ်တွင်မြင့်မြင့်ဘဝလေးတစ်ခုပြောပြမယ်ဆို။ဘုန်းကြီးတို့အရတ္တိသားမှာတွင်ခဲ့တဲ့အနှစ်60ဟိုဘက်ကဒုတိယကဘာစစ်မဖြစ်ပြီနဲ့ ဒုတိယကဘာစစ်ဖြစ်ပြီးတော့နောက်ပိုင်းအခြေအနေလေးကိုပြောမယ်ဆိုလို့ရှိရင်ဒုတိယကဘာစစ်ဖြစ်တဲ့အချိန်ကတော့အတ္တမအခြေအနေဆိုပါတယ်နောက်ပိုင်းမှာလည်းပဲရောင်စုံသဘုံတွေနဲ့မြန်မာပြည်မှာအခြေအနေဆိုတယ်နောက်ဆုံးငြိမ်းချမ်းသွားတဲ့အချိန်ပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်အဲ့ဒီယတ္တိတာကလူတွေဟာမန္တလေးမြို့နဲ့ မိုင်90လောက်သာကွာဝေးတဲ့စင်ကူးမြို့နယ်ကကျွာတရွာမန္တလေးမြို့နယ်ဟာမိုင်90လောက်ကွာဝေးတယ်သို့တော့မြေချောင်းခရီးဆိုတော့တနေကုန်သွားကြရတော့အဲ့ဒီရွာမှာမြို့ရောက်ဖူးတဲ့လူဆိုတော့အလွန်နည်းတယ်တစ်တလုံးကိုးရွာမှာပဲအေးချမ်းချမ်းနေပြီးတော့လောက်ကင်စားတော့သွားကြလောက်ကင်စားတော့သွားတော့ ရေလွမ်းတဲ့အရတ္တရေလူကျုံးပေါ်ဖြစ်တော့လူရယာမိုးရင်းကာလရေလွမ်းနေတဲ့အချိန်မှာဆိုရင်အားနေကြဝါရင်းကာလဆိုဥပုသ်ဆောင်ကြတယ်ဘာလုံးမှမရှိဘူးအဲတောင်ရွတ်တက်ပြီးတော့ခင်းကလေးပါလေးစုတဲ့အလုပ်ပဲရှိတယ်ရေရီကျသွားလို့ဆောင်းကာလဆောင်းရသည်ဝင်တော့မယ်သတင်းကြွတစ်စောင်းပေါင်းရသည်ရောက်လာပြီဆိုတဲ့အချိန်မှာ ွင်ရဲ့စိုက်ပြိုးကြထွင်ရဲ့စိုက်ပြိုးပြီးတပေါင်းတကူဆိုလို့ရှိရင်ကိုင်းသိမ့်လိုက်ကြဒီတတိပဲလုပ်တယ်အေးချမ်းချမ်းနေကြအသုံးဆဲဆိုတာလည်းအမတမနဲတယ်ဘာမှမရှိဘူးရှင်နေတော့ချင်မြေအိုးနဲ့တည်ပြီးတော့တောက်ကြဘုန်းကြီးကြောင့်ဆုံးဖို့လို့ရှိရင်လေပြီးသန့်ဘုန်းကြီးကြောင့်ခင်းတအိုးဆုံးတအိုးမြေအိုးလေးတွေနဲ့ချက်ပြီးတော့ပို့ ခံဝိဒ္ဒံညိုင်းဆိုတာလည်းအဲ့ဒီခေတ်ကမရှိသေးဘူးအဲ့တော့လောကမှာလူအပ်ချက်ဒုရရဲ့လူအပ်ချက်အဲ့ဒီအချိန်ဘုန်းကြီးတို့မှတ်မိတယ်များဆိုအလုံးကိုနဲတယ်ရေဒီယိုမရှိဘူးကက်ဆက်မရှိဘူးရီကော်ဒါမရှိဘူး MP3 မရှိဘူးကုကဲ့လို့တယ်လီဗီရှင်းတွေမရှိဘူးတပူးတွေမရှိဘူး ဲ့တော့လူတွေမှာကုန်ကျစရိတ်ဆိုတော့ဘာမှမရှိအဝတ်တော်မှာတခါတရံကိုယ့်အိမ်မှာချက်ခုတ်ချက်ကန်းလုံးနဲ့လေးတွေတစ်နိုင်တစ်ပိုင်းမိသားစုဝဖို့ဟာလေးတွေရှိသူတို့ဆန်းဆန်းဆိုတာသိပြီးတော့မသိကြဘူးမြို့နယ်ရောက်ဘူးတဲ့လူတော့နဲ့အဲ့ဒါလို့အေးချမ်းချမ်းနဲ့ နေသွားကြတဲ့လူတွေဟာဒီကနေ့ခေတ်ကြတော့လူအချက်တွေကအလွန်များလာကိုယ်အိမ်သားလေးကလူကတယ်လီဗီရှင်းရှိရင်ကိုယ်ကလည်းရှိချင်လားကိုယ်အိမ်သားကမော်တော်ဆိုင်ကယ်ရှိရင်လည်းရှိချင်လားအမျိုးစုံအသုံးစွဲတွေကများလာတဲ့အခါကျတော့ဒီကနေ့လူငယ်တွေလူရွယ်တွေဟာကိုယ်ရရမှာမနေကြတော့ပဲနဲ့ တနေ့တစ်ကြီးထွက်ပြီးတော့ရွှေတွင်တူးတဲ့လူကတူးစီးပွားရှာကြတာပေါ့မြို့တက်ပြီးအလုံးလုံးတဲ့လူကလုံနိုင်ငံသားသွားတဲ့လူကသွားနေနောက်တလားဆိုတော့မလောက်ဘူးဖြည့်လို့စီးလို့မပြည့်နိုင်ကြဘူးဒီအနေထားမျိုးရောက်ဒါဘုန်းကြီးတို့နှိုင်းရှင်ကြည့်ဖို့ပြောပြနော်လူတွေမှာဖြည့်စီးလို့မဆုံးနိုင်ဖြည့်စီးလို့မဆုံးနိုင် စဉ်းစားကြည့်ပေါ့ဘိုးတော်မင်းတရားကြီးဗရပုရမြို့တည်သွားတယ်အလုံးဗရပုရမြို့သားတွေမြို့မြို့ခွက်ကိုချိလိုက်မယ်ဆိုရင်မြို့ထောင်စီဒီလေးစုကိုချိလိုက်ဗရပုရမြို့ကြီးကခံမှန်းချိလို့ရအဲ့ဒီမြို့တည်သွားတဲ့မင်းတရားကြီးမှာစီးစရာဆိုလို့ဆင်းနေမြင်မယ်ရှင်အခုကိလို့မော်ရမြင်းနဲ့ကာကြီးစီးခြင်းစိတ်သူ့ရှိမှာမဟုတ် စီးရင်မှာတယ်လီဗီရှင်းမရှိတော့တယ်လီဗီရှင်းဝယ်ဖို့လည်းစိတ်ကူးရှိမှာမဟုတ်ဘူး